ျွန်တော်ရဲ့ Quick Entertainment YouTube Channel ကိုအားပေးစောင့်မျှော်နေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှိရခင်ကကျွန်တော်တို့နိုင်ငံမှာပြန်လုံတော်မူပြီးတဲ့အခါမပုံမတိုးပဲရှိနေတဲ့ဆရာတော်ကြီးတွေနဲ့ကောင်းကင်ပြန်ကြွနိုင်တဲ့ဆရာတော်ကြီးတွေများစွာပေါ်ထွန်းခဲ့ပါလေဒီထဲကမှာကျောက်ဆယ်မြို့ဝေဘူးကျောင်းဘက်မှာရှိတဲ့ ဒုတိယကဘာစစ်မတိုင်မီကကောင်းငင်ပြန်ကြွားတကူပြတဲ့ဆရာတော်တပါးအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။မိတ်ဆွေတို့လည်းဒီဆရာတော်ကြီးမှာဘလို့တကူတော်တွေရှိလဲဆိုတာကိုစိတ်ဝင်စားမယ်လို့ထင်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ဗျ။ဒီဆရာတော်ကတော့ဒုတိယကဘာစစ်မတိုင်မီကကိဋ္ဌိဝိဒါကိုပွင့်ပွင့်လင်းလင်းသုံးဆွဲခဲ့တယ်လို့ဆိုကြပါတယ်။နန်းနန်းစောစောအရာထလုပ်ငန်းဝင်ကြရတယ်။ မိန်လာသိန်းကလားများနွားနုရောင်ကလားများကဒီတောင်ပေါ်မှာဗမာဘုံကြီးလူစွမ်းကောင်းရှိတယ်ဟုပြောကြ၍ကျောင်းတကာကြီးမှာအင်္ဂလိပ်အစိုးရခေအဖမ်းမခံရအောင် လိုက်လံပိတ်ပင်ရှာရပါတယ်ထိုခေတ်ကလူတော်တော်များများပင်ဖူးထွေကြရပါတယ်နေဝင်လျင်တကိုးတော်ဖူးရအောင်ဆိုကဝေဘူးချောင်းကြားရှာတော်ချောင်းမြောင်တောင်ကျိုးတောင်ကြားမှာရံဖန်ရံခါလူ300ခန့်သူ့အုပ်စုနဲ့သူရှိနေတတ်ပါတယ် မဖူးမြင်ကြရသူမရှိသလောက်ရှားပါတယ်လို့ဆိုကြပါတယ်။နောက်ပိုင်းကာလမှာဆရာတော်ကိုရိုင်းကလည်းဖုံးအုပ်ထားတော်မူသည့်ဖြစ်ဝေဘူးကျောင်းဆရာတော်ဇံပြန်တဲ့မျက်ရည်ကလားများကမြင်နေဆိုပဲကောလာဟာလာလောင်းနေပဲအဝိပရိသတ်များမျက်ခြေပြက်ခဲ့ရပါတယ်။စင်စစ်မှာကကောလာဟာလာတဲ့တကယ်ဖြစ်ရက်ကပုံလွန်နေဒီမှာထူးဆန်းနေပါတော့တယ်။အကြောင်းတရားတို့ကစမ်းကြယ်လာပါတယ်။ ကျောက်ဆက်ဝေဘူးချောင်းရဲ့အနေထားမှာတောင်ဘက်အရှိဘက်နဲ့မြားဘက်မျက်နှာ၌တောင်များအနေမြင့်တောက်လျှောက်တတိုင်းတပွဲကာရန်ထားပါတယ်။စစ်မဖြစ်မိကမူဆရာတော်ကနနက်တစ်ချိန်ညတစ်ချိန်တကိုးဖြစ်တောင်ရိုးတစ်လျှောက်ရှိဇေဒီများအားမိပူဇော်လေးရှိပါတယ်။ရန်ဖန်ရက်ကတတိုင်းတောင်ကူးရမှာလဲမီးလုံးကြီးရွှေရောင်အလုံးကြီးအဖြစ်၎င်း ကိုတော်တိုင်အယောင်ဝါထွန်းလင်းတောက်ပြောင်စွာကူးတန်း၍၎င်းမိဘူဇော်လေးရှိပါသည်ဖရာရင်မြေပေါ်ရောက်၍ဥတခါချလျင်တပိမောက်အထက်ဖောင်းရည်နှစ်ရိတ်ခန့်လျှက်စင်မီပွင့်တဲ့ကဲ့သို့တပြိုင်နဲ့တစ်ချက်ချင်းတစ်ခွေလုံးလင်းသွားပါသည်ဥသုံးချိန်ချပြီးလျင်ထီးတော်အထိဇေဒီအပေါ်ပိုင်းအလုံးလင်းထိန်သွားပါသည်အနောက်တောင်ဘက်ရှိအမြင့်ဆုံးရွှေသားလျောင်းတောင်မှာ အနောက်မြောက်ဘက်ရှိမင်းမွေးတောင်များသို့ကူးတန်းပူသွားသောအခါအသားရောင်ရောင်သင်္ကန်းရောင်ပါရွှေရောင်ဝင်းဝင်းတောက်ကဖူးမြော်၍အကောင်းဆုံးအချိန်ပဲဖြစ်ပါသည်1293ခုတစားမုံးလားအင်းဝတတဲဦးမြို့အိမ်သေးတန်းမှာဥပါတော်တူမမဆက်မလလတို့လေဝေဘူးချောင်းတို့ဥပုပ်ရက်ရှိဆောင်ရင်ရောက်လာကြရာ ဥပါတော်မှာဆရာတော်အားဝေးပြေနှိပ်ပေးလိရှိပါတယ်တညမှာတော့ မဆက်နဲ့မလလာတို့မှာညာ9နာရီအချိန်ဒဇာဝောင်းမိုးတပွဲဝဲကြနေသည်ကိုဂယုမဆိုင်အားပဲတထောင်မှတထောင်သို့ကူးပြောင်း၍ဆရာတော်မီးပူဇော်နေသည်ကိုအများနည်းတူ ကြည်ညိုနေကြပါတယ်။အတန်ကြာသော အခါဥပါဒုကတူမာများထံတဏီယာမရောက်လာပါတယ်။တူမာဖြစ်သူက ဥလိတုံဂုဏ်ကဘဲသွားနေတာလေ။တပြားတွေအားလုံးတကိုးတော်ဖူးကြရတယ်။မလလာကဝမ်းသာအားရဖြင့်ပြောရာ ဘယ်တော့ကလည်းဟူဥပါဒုက္ခမေးလိုက်ရအခု10မိနစ်လောက်ပဲရှိသေးတယ်မိဘူးဆိုတာတနိုင်နီးပါးလောက်ကြာတာပဲဟေးဟုတ်လားဆရာတော်လည်းအချောင်းကလေးပေါ်မှာရှိနေသားပဲဟာဥလေးလည်းတနိုင်ကြောကြောင်ဝိဖြည်ပြီးမှအခုပဲလာတာဟုပြောရင် ဥပါဒုက္ခခဏမျှစဉ်းစားနေလိုက်ပါတယ်ဆက်လက်ပြီးဥပါဒုက္ခအေးငါထင်သားပဲနင်တို့ပြောလို့ပြောရအောင်မယ်ငါဝိဖြည်ရင်ဆရာတော်အသားတွေက အီအီပြောင်ပြောင်ရှိရာကနေတခါတခါချက်ချင်းပဲမာတောင်းတောင်ကြီးဖြစ်ဖြစ်သွားလို့ဒီတခါထူးပါတယ်လို့အောင်းမိနေတာဆရာတော်ကခန္ဓာကိုယ်ကိုကြောင်းမော်ထားပြီးစိတ်နဲ့မီးပူဇော်နေတာထင်တယ်လို့ဥပါတော်ဒူမတွေကဆိုကြပါတယ်ဒါကတော့ဥပါတော်တို့တွေ့ခဲ့ရတဲ့ကိုတွေးဖြစ်ရပဲဖြစ်ပါတယ်ဥပါတော်မှာယခုတိုင်တဒတ်ဦးမျိုးနိုင်ရှိ၍ဒေါ်ဆတ်နဲ့ဒေါ်လာလာတို့မှာတော့ရန်ကုန်ဒေါ်ပြုံးစရဲဝေဘူးကြောင်းမှာရှိလို့နေပါတယ် ဒါကတော့ရှေးဘူအောင်မြင်ရိတ်တာဓမ္မစတိယဦးထေးလိုင်စာအုံးမှထုံထုံတင်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။မိတ်ဆွေတို့လည်းဒုတိယကဘာစစ်မတိုင်မီကကောင်းငင်ပြန်ကြွတကူပြတဲ့ဆရာတော်အကြောင်းကိုဘဝတုဒ္ဒရမယ်လို့ထင်ပါတယ်။နောက်ရက်ဒီမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်လေးကိုမပြတ်တင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ခွီးအန်တာတိန်မန့် YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေ။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။